ကျွန်တော်မိတ်ဆွေများအားလုံးမင်္ဂလာပါအဲဒီနေ့၄ရက်၁၀၂၀2025ဒီနေ့တာအတွက်ပေါ့နော်ပြနေနေ့ဒီနေ့တာအတွက်ကိုကျဲတော့နေမည်ဖြစ်ဟောပြော ပြီးတော့မှာဖြစ်ပါတယ် ကဲတဲ့တော်လေးကျွန်တော်စတင်ပြီးတော့ဆိုလိုက်ပါရနော်ကျွန်တော်တဲ့တော်တစ္ဆာမရာထိတာပြုမှာဖြစ်ပါလေမိစေများမိမိတို့ဖြစ်လို့တဲ့ဆန္ဒကိုလည်းကြည့်လို့ရပါတယ်နော်ဆန္ဒပြုလို့ရပါတယ် 정해 주시지요. 아, The Express. 그러니까, 뭐, 너? 바로. 갑자기 알아. Express를 갑자기 집어넣어, 너? 바로. 내내리로. 인리하. 바벨룰루, 뭐, 너? နမိယတတိထလောက်ကင်ဆောင်ရမယ်နေလို့ပြောရမှာဖြစ်ပါတယ်เนาะမိမိတွေလုပ်ခဲ့လုပ်အလုပ်ကိစ္စလေးတွေပေါ့เนาะအဲ့တော့နံပါတ်1အလုပ်ကိအတိန်ဆောင်နေမဲမမွေအဲ့ချောချွတ်မွေဖြစ်တတ်တာပေါ့เนาะအော်ဖြစ်တတ်တာပေါ့အဲ့တော့လုံငန်းမှာမိုက်မိတာတွေအတိုက်ခံနေဒါမျိုးဖြစ်တတ်တယ် ရှိတွားကဲနောက်ဆိုကဲအနေထားမျိုးတွေဖြစ်ပေါ်တတ်တယ်ဖြစ်ပေါ်တတ်တယ်နော်နောက်တစ်ခုကလုပ်ငန်းလျှောက်လို့တဲ့အနေနဲ့ရက်ကနော်ဒီတွင်ပြပစတဲ့ဖြင့်လုပ်ငန်းလျှောက်လို့မဲ့ကျွန်တော်ရဲ့ညီငယ်ညီမငယ်အတွက်တဲ့ဒီနေ့လုပ်ငန်းလျှောက်မယ်ဆိုရင်တော့ချိန်နေသိမလလို့ပြောမှဖြစ်ပါတယ်နော်စမီဂျီတာဖူလို့ပြောမှာဖြစ်ပါတယ်။လုပ်ငန်းရှောင်းမဲ့ကိစ္စကြီးစမီဂျီတာဖူအချိန်မကောင်းနိုင်ဘူး။ကောင်းတာဖူလို့အော်တော့ပြောင်းဖြစ်ပါတယ်။ ။ Now ဒီကဲတူနဲ့ပတ်သက်ပြီးတော့အတိုက်ကနောက်ချက်ကလေးတွေဘဝင်မကြတာလေးတွေနော်သိညစ်စရာလေးတွေဖြစ်ပေါ်တတ်တယ်။အဲတော့အိမ်မှာဆိုလို့ရှင်ကိုယ့်ရဲ့အိမ်တို့အိမ်တိုင်းနဲ့ပတ်သက်ပြီးတော့အခြေခံနဲ့အဆင်မပြေတာမျိုးတွေဖြစ်တတ်တာပေါ့နော်ဒီဒီဘောမျိုး။လုပ်ငန်းမှာဆိုလို့ရှင်လုပ်ငန်းရဲ့အခြေခံနဲ့ပတ်သက်ပြီးတော့နော်ဖိအားပေးတာအဆင်မပြေတာနောက်အိမ်မှာ ကြည့်ခဲ့သူပဲဖြစ်ဖြစ်လုပ်ငန်းတွေကကြည့်ခဲ့သူပဲဖြစ်ဖြစ်ပေါ့နော်ကြည့်ခဲ့သူကိုယ်တိုင်ကစိတ်တိုင်းမကြတာမျိုးတွေဖြစ်ပေါ်တတ်တယ်သုံးရင်းစီတွေများတာပေါ့နော်အဲဒါလို့နမိတ်ရှိပါတယ်နံပါတ်1ကစီးပွားရေးနဲ့ပတ်သက်ပြီးတော့ဟောပြောပေးမှဖြစ်ပါတယ်စီးပွားရေးမှာအထင်ကိုညုံနေရှယ်ယာနဲ့ပတ်သက်ပြီးတော့တစ္ဆာဖော်ရိုင်းဂျွန်ရတ်တဲ့နော်ဒီဘက်နဲ့ပတ်သက်ပြီးတော့အဆင်မပြေမှုဘက်ချော်မှုခမောက်ခမဖြစ်မှုဒါမျိုးတွေဂျွန်ရတ်တဲ့ နော်ရောင်းမဝယ်မဒါမျိုးတွေဖြစ်တတ်ပါတယ်စီဝိုင်းနဲ့ပတ်သက်ပြီးတော့နော်နောက်လူစီဝိုင်းနဲ့ပတ်သက်ပြီးတော့အတိုက်ခံနောက်ချက်တွေလူမွေးနဲ့ပတ်သက်ပြီးတော့အတိုက်ခံနောက်ချက်တွေဒါမျိုးတွေကျွမ်းနိုင်ပါတယ်နော်နံပါတ်3ကငွေကြီးလက်လာပါနဲ့ပတ်သက်ပြီးဟောပြောပြမှာဖြစ်ပါတယ်ငွေကြီးနဲ့ပတ်သက်ပြီးတော့ကိုရမလို့လို့ဆိုတဲ့ကိစ္စကြီးကမရဘဲနဲ့ကြန့်ကြာတဲ့အနေအထားမျိုးတွေဖြစ်တတ်တယ်ဟိုနေ့ရှိပါဒီနေ့ရှိပါဆိုတဲ့အနေအထားမျိုးတွေလည်း ပြောလာနိုင်တာပေါ့နော်အဲ့တော့ငွေကြေးနဲ့ပတ်သက်ပြီးတော့ရတာရှိတဲ့ငွေမရနိုင်မဲ့နဲ့ခက်ခဲလေးတွေနဲ့ရှင်းဆိုင်ကြုံတွေ့ရပါတယ်နောက်တစ်ခုကကိုယ့်ရဲ့ဥမာငွေကန်ကောင်းဖို့ရဖို့ဆိုပြီးတော့အယောင်းဝိုင်လောက်ကြတယ်ဥမာမဲ့ဈေးရောင်းတယ်ပေါ့နော်အသေးအရွက်ပဲပြောင်းရောင်းပါရောင်းရောင်းဈေးပဲရောင်းကုန်ပဲရောင်းရောင်းခင်းပဲရောင်းရောင်းဟင်းပဲရောင်းရောင်းဆက်တဲ့ခေါင်းရွက်ပြထူကနေပြီးတော့ကုန်တယ်ကြီးအကြီးစားထိအဲ့လိုအယောင်းဝိုင်ဒီမှာလဲရောင်းပန်းဝယ်ပန်းလေးတွေလက်ပိတ်တာမျိုးတွေဖြစ်ပေါ်တတ်ပါတယ်နော် တမကောင်စရာမျိုးတို့နော်ကြေးကြတာတို့ချွေးတင်တာတို့အိုင်ပုံစံမျိုးတွေကွန်ပျူတာကွန်ပျူစီရအိတ်နေတာတို့ဒီကြတဲ့မှာအတိုက်ကနော်စရီရလာပြီးတော့ဒုက္ခပေးတာတို့ဒါမျိုးတော့ဖြစ်ပေါ်နေတာပေါ့နော်အဲတော့ငွေကြီးလက်လက်ပတ်နေရမှာလေငွေကန်လေးတွေလည်းညံ့နေပါတယ်လို့ဟောပြောပေးလိုပါတယ်အဲတော့ဒီလိုညံ့နေတဲ့အနေမှာဆိုတော့ငွေကြီးအပေးယူတော့ကောင်းမလားဆိုတော့ပေးယူလို့တော့မကောင်းဘူးပေါ့နော်ကိုကနေပြီးတော့ငွေထွက်တတ်မဲ့ဆိုလို့ရှိရင်ကိုကပြန်ရဖို့ဆိုတာလည်းသိပြီးတော့မတိကြဘူးလို့ပြောမှဖြစ်ပါတယ်ငွေရအဖက်ဖက်ကနေပြီးတော့ပိတ်ဆို့နေတဲ့အနေသားမျိုးဖြစ်တယ်အဲတော့ ကိုကရောင်းရွေးဝယ်တာမကောင်းဖြစ်တဲ့လူတော်ဘာကိုချီးငှားလိုက်မယ်ဆိုလို့ရှိရင်လေငွေနာဒီနေ့ညနေအတွဲဆိုတော့ငွေကန်ဟာလေသူကချီးလိုက်မယ်ဆိုလို့ရှိရင်ဟိုပို့ပြီးတော့လက်ပိတ်တာမျိုးတွေကိုရမယ့်ကိစ္စတွေပဲပိတ်သွားတဲ့အနေအထားမျိုးတွေဖြစ်ဖြစ်တာပေါ့နော်အထွက်ပုံများတတ်တာပေါ့နော်အဲ့ရောအပေးယူကိစ္စကြီးညနေလို့ပြောမှဖြစ်ပါတယ်ဒါတို့ရအရောင်းရတဲ့ဘက်ကကားလုပ်ငန်းကြောက်လုပ်ငန်းကုန်လုပ်ငန်းတွေကအားလုံးညနေလို့နားလည်မှဖြစ်ပါတယ်နော် နောက်တစ်ခုကနံပါတ်၄အချီအိမ်တော်ကြီးနဲ့ပတ်သက်ပြီးဟောပြောပြရမယ်ဆိုရင်ချီမာတဲ့တင်းညစ်စရာလေးကျွန်တော်တို့တဲ့နော်လမ်းခွဲသွားတာတစ္ဆာဖောက်သွားတာလေးတွေနော်အခုတို့မျိုးတော်ကြတဲ့မိပြောတာလေးပုံကအပိုင်းသုံးမျက်ချက်မချနိုင်တာတွေတစ်ဖက်လူကရှိရှိကျိုးလှန်ထားတာတွေဒါမျိုးတွေပေါ့နော်အဲ့တော့အချီနဲ့ပတ်သက်ပြောလေတင်းညစ်စရာလေးတွေကျွန်တော်နိုင်ပါတယ်နော်အချီနဲ့ပတ်သက်ပြီးတော့အချင်းပြေတာလေးတွေဖြစ်တတ်ပါတယ်နော်အဲ့တော့အိမ်တော်ကြီးနဲ့ပတ်သက်လို့ရှင်အိမ်မှာခုနက နော်တော်အိမ်တော်ရှင်တူဦးနဲ့တယောက်အဆင်မပြေတာတူဦးနဲ့တူအဆင်မပြေတဲ့ကိစ္စနော်ဦးနဲ့ပဲတောင်ပဲနဲ့ဦးတော်ဆိုတဲ့အနေထားမျိုးတွေလည်းဖြစ်ပေါ်လာနိုင်တယ်လို့ဒါကသတိပေးအောင်တက်တက်ပါပါနော်အိမ်တော်ရင်းနဲ့ပတ်သက်ပြီးတော့လည်းစဉ်းကျင်စရာတွေကျွမ်းနိုင်တယ်လို့ဟောပြောပေးလိုပါတယ်နံပါတ်၅ကျမ်းမာရေးနဲ့ပတ်သက်လို့ရှင်တော့ဦးကောင်းနဲ့ပတ်သက်ရင်ကျမ်းမာရေးသတိထားပါခြေတော်နဲ့ပတ်သက်ရင်ကျမ်းမာရေးသတိထားမှဖြစ်ပါတယ်နော်ဦးကောင်းနဲ့ခြေတော်ပဲကျမ်းမာရေးညံ့တတ်ပါတယ်လို့ဟောပြောပေးလိုပါတယ်ကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့နော် အဲ့တော့ကျောင်းအောင်ကျောင်းနဲ့ပတ်သက်တာကျမ်းပါရဲ့ညရတဲ့နော်နောက်တစ်ခုကကိုယ့်ရဲ့ဒီကျမ်းပါရဲ့နဲ့ပတ်သက်ပြီးတော့ဟိုဘာပေါ့ဟိုစာစာစာမကောင်းတာတို့နော်စားတဲ့အစားစားရတာမသေးတာတို့ကျမ်းပါရဲ့ညံ့ညင်တို့ဖြစ်တာတို့လူတစ်ယောက်ကမှိုင်းတိုက်ထားတို့ဖြစ်တာတို့သုံးစီတွေများတာတို့အဲ့တော့ကျမ်းပါရဲ့လည်းအဲ့လိုပဲစုံဝန်လာနိုင်ပါလေလို့ဟောပြောပေးလိုပါတယ်နော်ဒါကျမ်းပါရဲ့နဲ့ပတ်သက်ပြီးတော့နံပါတ်6ကျတော့အတိုက်ခံအနောက်ရှင်းနေရှိမရှိဆိုတဲ့ကိစ္စကို ဟောပြောပြရမယ်ဆိုလို့ရှင်အတိုက်ကအနောက်ချက်ကလေးလည်းဝင်လာပါလိမ့်မယ်အဲ့ဒါကနော်လူမှုရေးနဲ့ပတ်သက်တဲ့အတိုက်ကအနောက်ချက်တွေရှိတယ်သူယုံကြည်ရမှပြိနော်ယုံကြည်ရမယ်လူမယုံကြည်ရတဲ့အနေတောင်ဖြစ်တဲ့တည်းအဲ့တော့ဒီနေ့ကိုကိုနဲ့ဖြတ်တန်းရမယ်ကိစ္စတွေကိုနဲ့တွေ့ရမယ်သူတွေကယုံကြည်မှုနဲ့ပတ်သက်ပြီးတော့တတိထားမယ်အပိုင်းနေဖြစ်တယ်ကြောချာမှာဓမ္မမတိဆိုတဲ့အနေထားမျိုးတွေလည်းဖြစ်ပေါ်လာနိုင်တယ်နော်ဒါကြောင့်မလို့ အတက်ကနောက်ဆက်လေးတွေရှိနေပါတယ်လို့ကျွန်တော်အနေနဲ့အရှိအရှိဟိုပဲကျွန်တော်နမိတ်ကပြအရာကျွန်တော်ကနမိတ်ဘာဟောပြောပေးလျက်ချင်းဖြစ်ပါတယ်အဲ့တော့ဒါဆိုလို့ရှင်ဒီနေ့တွေ့ရေရာတွေမလိုဘူးလားဆိုတော့ဒီနေ့တွေ့ရေရာတွေလိုအပ်တာပေါ့နော်ဘလို့ရေရာတွေလုပ်နေတယ်ဆိုရင်ပထမဦးစွာကိုယ်အမအခုံလေးကြက်ထိုင်လေးသပွဲတွေအချင်းပြောင်းလုပ်လိုက်ပါ နော်မိမိရဲ့စိတ်ကလေးရတယ်တန်တန်ပြန်ပြန်လေးရှင်းရှင်းလင်းလင်းလေးဖြစ်အောင်နေပလိုက်ပါနော် ခေါင်းဒီနေ့ကြော့ကြော့မော့မော့လေးကိုကကွန်ပျူတာတာဟလာအော်ညနေပေါင်းတင်တာပဲဖြစ်ဖြစ်ပေါ့ဗျာအဓိကပဒနာတော့မင်္ဂလာပဲဖြစ်ယောက်ျားလေးပဲဖြစ်ဖြစ်ပေါ့နော်ကိုရဲ့တခွေတန်ရှင်းမှုအထူးအဖြစ်တော့ပေါင်းနောက်ကြည်လင်စီတဲ့အရာဝဲကိုကလောက်ဆောင်ပါလို့ပြောမှဖြစ်ပါတယ်နော်စိတ်တန့်လူတန့်လေးဖြစ်အောင်လုပ်ပါလို့ကျွန်တော်အနေနဲ့ကြတရားပထမဆုံးဆိုတော့ပြောပြခြင်းဖြစ်တယ်ပြီးရခါမှာအိမ်မှာကရထိုင်ပဲ့တွေရှိလို့ရှင်နောက်ဖေးကိုပို့တာပဲဖြစ်ဖြစ် မြင်တာပဲဖြစ်ဖြစ်ပေါ့နော်ကာဆိုင်ရဲ့အပေတွေအချိုးတွေဖြစ်လို့ရှိရင်ထုတ်ကိစ္စကြလဲရောင်းလိုက်တာပဲဖြစ်ဖြစ်ပေါ့ဗျာဒါမှမဟုတ်လည်းတစ်ခုခုနဲ့မမြင်အောင်အောက်ထားတာဖြစ်ဖြစ်နောက်ထဲကိုထည့်ထားတာဖြစ်ဖြစ်ပေါ့နော်အဲ့ဒီတော့ကာဆိုင်အပေတွေရှိရင်စိုးချိုးကိုပို့ပြီးတော့ဖိတ်ခေါ်စီတဲ့နမိတ်ဖြစ်ပါတယ်ဒီနမိတ်အရာပေါ့နော်ဒါပြင်ကာဆိုင်အကောင့်လေးရှိတော့ခုနအချင်းပြောင်းနေလုပ်ပြီဆိုလို့ရှိရင်ကာဆိုင်လက်တန်းခုံလေးပေါ်မှာကျောင်းနိုင်မီလီထွန်းပါနော်ဖျောင်းနိုင်မီလီဖျောင်းနိုင်မီထွန်းပါ ဒါတော့ကတော့ချိတ်လေးတစ်ခုကိုလေကလထန်ရဲ့လက်ရန်လေးတစ်ခုပေါ်မှာတင်ထားပါတစ်ဖက်ကပါဖြောင်းလိုက်မိထွေမယ်တစ်ဖက်ကတော့ချိတ်လေးတစ်ခုတင်ထားမယ်ဆိုလို့ရှင်အဲ့ဒီအညာခိုက်တရားပပျောက်သွားမှာဖြစ်ပါလေဖះမှာတော့တောက်တော်ကြီးလေးကွက်နဲ့ယူတစ်မျိုးမျိုးဖျောက်လို့ဟာတရယူဝဲဖြစ်ဖြစ်နှမ်းယူဝဲဖြစ်ဖြစ်ပဲယူဝဲဖြစ်ဖြစ်ပေါ့ဗျာအဲ့ဒါလေးလှူထားလိုက်မယ်ဆိုရင်ကျွန်တော်ရဲ့မရှင်များညံ့ပါတဲ့စူရာရ တောက်ထုံးမှုမျိုးဖြစ်ပြီးတော့ကောင်းတာတွေကိုကိုဦးလှည့်လာမှာဖြစ်ပါတယ်ဒါကိုမနေ့ကလေးကြိုတင်ပြီးတော့နော်ဒီကနေ့မုတ်တောက်အလင်းရောက်ပြီဆိုတာနဲ့ကိုယ့်ရဲ့လှုပ်ဆောင်စရာရှိတာလှုပ်ထားပါလို့ကျွန်တော်မိတ်ဆွေတို့မျှဝေရင်အားလုံးသိချင်တာချင်းကိုကြီးကျမ်းမာခြင်းများပြည့်စုံကြပါစေခင်ဗျာ